စင်ကူကတော့နေရဲ့အနာဂတ်ကိုခန့်မှန်းတဲ့အပိုင်းကိုသင်ကြားပူပီးသားဖြစ်မှာပါတကယ်လည်းခံမှန်းထားတာရှိရကြအဲ့လိုမျိုးယုံကြည်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကတော့ငန်းတွေကတခုသေးသောအရာပဲအနာဂတ်ကိုခံမှန်းနိုင်ခဲ့တာမဟုတ်ပါဘူး။ဒီနေ့ကတော့စားသောက်ကုန်လုပ်ငန်းလိမ်လည်မှုအပါအဝင်ကတော့ကားတွေကအနာဂတ်ကိုခံမှန်းထားတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။လမ်းကစားဆိုတာကိုယ့်အတွက်အကျိုးမရှိတဲ့အရာတစ်ခုပါ။ တင်သားအရန်ကကောင်းမနေရင်ဘလို့မှအမျက်မထွက်နိုင်ပါဘူးတင်းရဲ့နာမည်ကလီဆာစင်မင်နာဆိုရင်တော့ဖြစ်နိုင်ပါတယ်1992တုန်းကစင်ဆက်စီစဉ်သွေးမှာလီဆာတက်ခွေးဆိုတဲ့အပိုင်းလေးထုတ်လွှင့်ခဲ့ပါတယ်အဲ့ဒီအပိုင်းမှာသူတို့ရဲ့သမီးလက်ကဘလုံးပွဲတွေရဲ့အစီအစဉ်အကြောင်းကိုမကစွာခန့်မှန်းနိုင်တဲ့အကြောင်းကိုတင်ဆက်ထားတာပါဟုတ်ပါလေအဲ့ဒီအကြောင်းကိုသဘောပေါက်သွားတော့အနိုင်ရမယ့်အသင်းတွေဖက်ကနေလောင်းကြည့်တက်ခဲ့ပါဗျ။ဇလန်ဆုံးမှာတော့လီဇာကစူပါဘောကိုဝါရှင်တန်ရက်စကေတဲကအနိုင်ရရှိမယ်လို့မှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပါဗျ။နောက်နေ 1993မှာလဲစင်စွန်ကာတွန်းကားကိုစူပါဘောပွဲမတိုင်ခင်ထုတ်လွှင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီတခါတော့လက်ရှိကာလနဲ့အနီးဆက်ဆုံးဖြစ်စဉ်တွေကိုဂျူတီခန့်မှန်းချက်တွေထုတ်ဖို့စေစောအသေးကကြိုပမ်းခဲ့မှုပါတယ်။လီဇာကဓာတ်လက်ကောင်းမွန်တဲ့အနိုင်ရမယ်လို့ခန့်မှန်းခဲ့ပြီးအံ့ဩစရာကောင်းအောင်ပဲမှန်ကန်ခဲ့ပါတယ်။ ီမတဲ့မဆုံးသေးပါဘူးခမမှုတွေကနောက်ထပ်နှစ်နှစ်ဆက်တိုက်မှန်ကန်ခဲ့ပါတယ်လီဇာကကောင်းပွားရင်အတင်းနဲ့ rescue အတင်းတို့အနိုင်ရမယ်ဆိုတာအောင်မြင်စွာခမနိုင်ခဲ့ပါတယ် Super Bowl တပွဲကိုမှန်အောင်ခမ်းမှန်းဖို့ခက်ခဲတာကို၄နှစ်ဆက်တိုက်မှန်အောင်ခမ်းမှန်းနိုင်ခဲ့တာကယူချင်စရာကိုကောင်းသွားပါပြီ တတန်းတတောင်မရှိတဲ့အလှပဆန်နှုန်းတွေကကျမတို့ရဲ့ယဉ်ကျေးမှုမှာနှဆိုင်စွာအမြင့်တွင်နေရမလို့နောက်နှစ်တထောင်တည်း Miss Universe ပွဲတွေရှိနေနိုင်ပါသေးရဲ့ season 2 the lizard of 2 event နဲ့မှာတခြားဂျိုကဂျိုသားပြိုင်ပွဲဝင်နေပါဝင်တဲ့ miss universe budget ပြိုင်ပွဲအကြောင်းရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ် ပြဿနာကအစည်းအဝေးတည်ဆက်သူကဆူရရှိသူကိုမှားယဉ်ကျင်ညာမိခဲ့တာပဲဖြစ်ပါတယ်။လီလာရဲ့နာမည်ကိုမှားယဉ်ကျင်ညာမိခဲ့ပြီး သူ့ရဲ့လက်ထဲက TI ပစ္စည်းတွေတရဖူတွေကိုတကယ့်အနိုင်ရသူကိုချစ်ချစ်လွှဲပြောင်းပေးခဲ့တာကြောင့်လီလာလည်းစိတ်ပျက်ခဲ့ရပါတယ်။အဲဒီအပိုင်းကိုထုတ်လွှင့်ပြီး15နှစ်ကြာမှ2015 Miss Universe ပြိုင်ပွဲရဲ့စီစဉ်တဲ့ဆက်သူစတီဟာဘီဟာကိုလံဗီယာမဲ့အလီဟာနာကိုဒီယာကိုအနိုင်ရသူဖြစ်နေကြင်ညာခဲ့ပါတယ်။ကိုဒီဟာအတွက်စိတ်မကောင်းစရာတစ်ခုကတော့စတီမာဘီကြင်ညာမိလိုက်တာပါ။ တကယ်အနိုင်ရသူကတော့ဖိလစ်ပိုင်ပဲပြည်ယပွဲမှာဖြစ်နေပါတယ်စတိတ်စင်ပေါ်မှာပဲဝူဒီယာတရားဆလွယ်နဲ့တရဖူကိုပြန်လဲလွှဲပြောင်းပေးခဲ့ရတာမို့လို့ဝူဒီယာအတွက်စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်အတော်ကိုစိတ်မကောင်းစရာပါဖိုဒရာမဇလန်တွဲနဲ့အဖြစ်ချင်းစင်တူနေပေမဲ့အနိုင်ရသူကခရိုင်အောင်ဂျယ်လီဂျိုသူမမဟုတ်တာကြောင့်ရှိုးရိုက်ကူသူတွေအတွက်တမတ်ရော့သွားပါပြီ ူတော်တော်များများဟာစက်သားကြော်ကိုအရန်ကြိုက်ပါတယ်။တချို့လူတွေဆိုစက်သားကြော်မစားဘဲနဲ့တောင်မနေနိုင်ကြပါဘူး။ Season 40က Matty Chicken Fried Chicken ဆိုတဲ့အပိုင်းမှာကဲလိုယာတီက KFC ဆိုင်လေးတစ်ခုပိုက်လဲရရဲ့လို့ရိုက်ပြထားပါတယ်။အဲကာတိုကတရားခမတရားဟာအတော့ကိုကြောက်လန့်သွားပြီးဒီချင်းလေးကိုလက်ခံဖို့အတော့ကိုခက်ခဲခဲ့ပါတယ်။၂020မှာထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာခမတရားဟာကြက်ကြော်ရအောင်ဝယ်ပြီးတော့ကြက်ကြော်ကိုမောင်ခိုစည်းကွက်နဲ့ရအောင်ရောင်းချခဲ့ပါတယ်။ ကြက်ကြုံကိုမောင်ခိုရောင်းနေဆိုတော့အတော်ကြီးရတဲ့ကိစ္စတခုပဲလို့ထင်မိကြပါလိမ့်မယ်2018 UK မှာတိုင်းပြည်ရဲ့ KSC ဆိုင်ကသုံးမုံတပုံလောက်ဟာကုန်ကျန်းပြတ်လက်ပြီးတော့ကြက်ကြော်ပြတ်တောက်မှုအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အခက်ခဲကိုအခွင့်ရလို့မြင်တတ်တဲ့လူတွေကတော့အယမ်းရှာနေတဲ့ကြက်ကြော်တွေကို EP လိုမျိုးလေလံပလက်ဖောင်းတွေမှာအလွန်များတဲ့ပမာဏနဲ့ရောင်းချခဲ့တာပါတဲ့အမြင်မှနေရာမဟုတ်ပါဘူးဒီကြက်ကြော်တစ်ဆက်ကို ပေါင်15000ဒေါ်လာ3000ခွဲနဲ့ကန်လန်းထားတာပါခမ်းမတ်တယောက်သာဒီအကြောင်းကိုသိရင်ခုံယူနေတော့မှာပဲနော် ဒီကမ်းလှမ်းမှုဟာဟာသတစ်ခုဖြစ်ပေမဲ့အမှန်တကယ်ကိုဒေါ်လာ100ကျော်လောက်နဲ့ရောင်းချခဲ့သူလည်းရှိပါတယ်။မူလစေတဲ့10ဆလောက်ပုံများနေရကြောင်း KFC ရဲ့လက်ချောင်းနေရရလာအောင်ဒီကောင်းနေဆိုရဲဆောင်ပုတ်အစားပတ်စံရေးပျက်စီးစေတဲ့ဒီကောင်းနေလို့ပြောင်းလဲတင်ပါပြီ။ မဘယ်ကနေ Star Wars ဒီရုပ်ရှင်အတွဲပေါင်းများစွာကုမ္ပဏီပေါင်းများစွာကိုဝယ်ယူနေခဲ့ရကြောင်း Disney ကရုပ်ရှင်ဖျော်ဖြေလောကကိုလေဝကြီးအုပ်ဝတ်ကျန်းစီနေရဆိုပြီးဝေဖန်မှုတွေကြုံနေရပါတယ်2000ခုနှစ်မှာသူတို့ရဲ့မီဒီယာလောကကစတင်တယ်လို့တောင်မပြောနိုင်သေးပါဘူးဒါပေမဲ့စင်ဆန်ကကြုံမြင်နေခဲ့ပါတယ် Season 2ရဲ့ဇလန်တွေထဲမှာ Why you this upon a star ဆိုတဲ့အပိုင်းမှာဟောမာက Dieter Your Howard ကိုဇလန်တစ်ခုတွားရောက်ဖို့တဲ့အကြောင်းရိုက်ပြခဲ့ပါတယ် ဟာဝေါ်ကဇက်လန်ကိုကြိုက်လွန်လို့ခိုးယူဖို့ဆုံးဖြတ်ခဲ့ပြီး Credit Security 4ထုတ်လုပ်ရေးကုမ္ပဏီကိုတွားပြခဲ့ပါတယ်။ကုမ္ပဏီရဲ့ရှေ့မှာဒီဇိုင်းမှုရှိနေပြီးတော့ Walt Disney ကရဲ့အခွဲလို့ဖော်ပြထားတာပါ။ တကယ်တော့အဲ့ဒီအချိန်မှာတော့မမှန်သေးပါဘူး2019ကျမှ Walt Disney က4ကိုအလွန်များတဲ့83သက်သမ3ဘီလီယံနဲ့ဝယ်ယူခဲ့ပြီးစစ်စံရဲ့18နှစ်ကြာဟောချက်ကိုမှန်ကန်စေခဲ့ပါတယ်စစ်စံမှာတကယ်ပဲမော်ပညာရေးပါဝင်နေခဲ့ရလားအဲ့ဒီအပိုင်ကိုရေးခဲ့တဲ့ဇာညွန့်ရေးဆရာရေးချက်အပေကတော့အပြင်မှာတကယ်ဝယ်လိုက်တဲ့အကြောင်းကြားတော့သူအကြံရတဲ့ပုံကိုထုတ်ပြောခဲ့ပါတယ်အဲ့ဒီအပိုင်မထွက်ခဲ့ Disney က ABC ကိုဝယ်ယူလိုက်တာကြောင့် Disney ကတရက်ကြာရင်အကုန်ပိုင်ဝမယ်လို့ကြေညာခဲ့တာလို့ပြောပါတယ် လူတိုင်းနှိပါဟာဘောလုံးအကစားကိုကြိုက်ကြပါတယ်ဘောလုံးအကစားကို FIFA ဆိုတဲ့နိုင်ငံတကာဘောလုံးအဖွဲ့အစည်းကအုပ်ချုပ်ထားပြီးတော့စီမင်းထိန်းသိမ်းတာတွေပွဲရည်စီစဉ်တာတွေတာသူညီများဖြစ်ဖို့စီစဉ်တာတွေကိုလှောက်ဆောင်ပေးပါတယ်။၂014မှာထုတ်လွှင့်ခဲ့တဲ့ဆွေဆွေဇာလန်တွေတခုမှာတော့ဒိုင်းနေအကုန်လုံးကလက်စားထားလို့ဟိုမာကိုဒိုင်းလုပ်ပေးဖို့ FIFA ဆက်သွယ်လာရတဲ့ဇာလန်ပါဝင်ခဲ့ပါတယ်။ ဟိုမှာလက်လက်ခံလိုက်ပြီး2014ဘရာဇီးကမ္ဘာဖလားမှာဒိုင်လုံရင်နဲ့မရေမတက်နိုင်တဲ့လက်ယူမှုတွေလုပ်ခဲ့ပြီးပွဲဖြေတွေကိုပြောင်းလဲခဲ့ပါတယ်နောက်တစ်နှစ်အကြာမှာတော့တကယ်လက်တီဘွားက FIFA အရာရှိတွေဟာအကျိုးမြတ်ရမယ့်စာချုပ်တွေနဲ့အခြားအကျိုးခံစားခွင့်တွေကိုပေးပြီးတော့လက်ငွေပြန်ယူတဲ့အကြောင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီမြုံနိုင်ငံခံမှန်းမှုကတော့ကိတ်ဘိုအခြေအနေတည်တယ်လို့ဖြစ်စေခဲ့ပါတယ်။ ကျောင်းရာကတော့ကမ္ဘာဖလားရလက်ဖြစ်ပါတယ်။ဟိုမှာကဂျာမနီနဲ့ဘရာဇီးဘူးလူပွဲပွဲစဉ်အသင်းကိုတိုင်လုပ်ခဲ့ပြီးတော့ဂျာမနီကိုကမ္ဘာဖလားချန်ပီယံအသင်းဖြစ်စေခဲ့ပါတယ်။အဲ့ဒီနှစ်ကကမ္ဘာဖလားမှာလည်းဂျာမနီကဘရာဇီးကိုအနိုင်ရခဲ့သလိုကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဘိုလူပွဲမှာဘရာဇီးနဲ့ရင်ဆိုင်ခဲ့ရတာမဟုတ်ပါဘူး။ခမမူကြီးကကြောက်စရာကောင်းအမှန်နေတာမို့လို့အဲ့ဒီနေရာပွဲကြီးမှာလည်းဟုံမှရှိနေတယ်လို့တောင်တန်တရားဖြစ်မိပါတယ်။အစားသားတစ်ခုကိုစားလိုက်ပြီးမှကိုထင်ထားတဲ့စားစရာမဟုတ်မှသိလိုက်ရတဲ့အချိန်ကတော်တော်ကိုခံရခက်စေပါတယ်။2023လုံကဥရောပသားတွေဟာသူတို့စားနေတဲ့အသားဟာမြင်းသားတွေဖြစ်နေမှအချိန်လုံးမှသိခဲ့ရပါဗျ။ ဥရောပမှာရှိတဲ့အသားထုတ်လုပ်ငန်းတွေကဈေးပေါ်တဲ့မြင်သားတွေကိုလူထုကိုအသိပေးခြင်းမရှိဘဲနဲ့အမေသားအဖြစ်နဲ့ရောင်းချနေကြတာပဲဖြစ်ပါတယ်။စတိုးဆိုင်ကနေတဆဲလူတွေစီကိုရောက်သွားတော့စိတ်ပျက်စရာတွေဖြစ်လာခဲ့ပါတယ်။စင်စော်ရဲ့ဇန်ညိုရေးစရာတွေကဒီဖြစ်စဉ်ကို1994ကတည်းကကြုံမြင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနေ့မှာထုတ်လွှင့်ခဲ့တဲ့ဇလန်ဘက်တွေထဲမှာ Les Lady ကကလေးလေးရဲ့အတွက်စီပိုင်းနဲ့မြင်းသားတွေကိုထုတ်ပြီးဟင်းပွဲတွေပြင်ဆင်ပေးနေပါတယ်။အတော်ထူးဆန်းပြီးတော့တိုက်ဆိုင်တာဖြစ်နိုင်ပေမဲ့ဒေါ်လေးကိုအသေးစိတ်ကြနေရပါ စစ်ဆန်ကအနာဂတ်မဆိုင်အင်တဲ့တဲ့ဇလန်တွဲတွေကိုမကြာခဏတင်ဆက်လေးရှိပါတယ်1995လီဆာရဲ့လက်ထပ်ပွဲကဘယ်သူမှမသိနိုင်တဲ့အနာဂတ်ရဲ့လက်ထပ်ပွဲကိုကြိုတင်ပုံဖော်ထားတဲ့ဇလန်တွဲလို့တောင်ပြောလို့ရပါတယ်အဲ့ဒီအပိုင်းမှာလီဇာကပြီးတိမ်ကြောက်သားဟက်ဖာဘီနဲ့ချစ်ချိုင်းမိသွားပြီးအင်္ဂလန်ကိုလိုက်သွားတဲ့အခါအလွန်အလွန်ထူးဆန်းတာတွေကိုမြင်ခဲ့ရတာပဲဖြစ်ပါတယ်။လန်ဒန်ရဲ့ကောင်းကင်မြင်ကွင်းကိုရိုက်ပြတဲ့အချိန်မှာတော့ Digital Vivanna ရည်စင်ကြီးကိုလည်းပြသခဲ့ပါတယ်။ Digital Style ဖြစ်နေတာကထူးဆန်းတာမဟုတ်ပါဘူး။ ဲ့ဒီအဆောင်ကရှက်အဆောင်နဲ့တသက်တနီဘတ်တူနေရာဖြစ်ပြီးလက်တွေ့ဘဝမှာအဲ့ဒီအဆောင်ကို2009ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး2000ပြည့်နှစ်ကတည်းကစတင်စီစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်။ပုံပန်းသွင်ပြခြင်းတူနေုံသားမကတာဝါတသားကြီးပေးမှရှိနေတာကလည်းတူနေပါတယ်။လန်ဒန်မြို့ကစီမံကိန်းသမားတွေအကုန်လုံးကစင်စိုရဲ့ပရိသတ်တွေဖြစ်နေလို့လိုက်ပြီးဆောက်လုပ်ခဲ့ကြရမှာလားဒါမှမဟုတ်စင်စိုစန်းညောင်းရဲ့သမားတွေကအချိန်ကြီးသွားဆက်များရှိနေတာလားတော်လေးကိုအံ့ဩဖို့ကောင်းပါတယ်။ ဒီနေ့ကတော့ဒီလောက်ပါပဲရှင်။နောက်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးအောင်မလို့ကျမတို့ရဲ့ Mega Wedding Channel ကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။